အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Page တက်ဒီအားလုံးမင်္ဂလာပါ Saudi Arabia Club အသင်းဖြစ်တဲ့ Al-Hilal အသင်းကတော့သူတို့ຫນွေရာတီမှာထိတ်တန့်ကစားသမားတွေကိုတောက်လျှောက်ချိုးပန်းရင်းဤပြစီမီနိုအင်ဇာစီမီနီအင်ဇာကီကိုရရှိထားပြီးဖြစ်ပေမဲ့ထိတ်တန့်ကစားသမားတွေကိုလိုချင်တယ်ဆိုတော့ sorry ကနမေကျိုးစားမတွေတယောက်ပြီးတယောက်ခေါ်ရင်းညှဉ်းဆန်ခံရရင်နောက်ဆုံးမှာအခုတို့လိုချင်တဲ့ထဲကတယောက်ကိုရပါပြီ အဲ့ဒါကတော့ AC Milan အသင်းရဲ့အသက်28နှစ်အရွယ်ရှိတယ်ပြင်သစ်ဘယ်နောက်ခံကစားမဒါ Theo Hernandez ပဲဖြစ်ပါတယ်ဒီကစားမကအမှန်တိုင်းပြောရင်တော့အီတလီမှာဆက်မရှိခြင်းဘူးဒါပေမဲ့သူ Atletico Madrid ကိုပြောင်းဖို့လုပ်တယ် Atletico Madrid နီးပြ Diego Simeone ကလည်းသူ့ကိုကမ်းလှမ်းတယ်ပြောင်းရွှေ့ခြင်းက Euro 15တန် Plus အပိုစုခြင်းဝေ9တန်နီးပြဒါပေမဲ့ AC Milan အသင်းကတန်30ရမှရောင်းမယ်ဆိုတဲ့အထွက်အကြောင်း အဲ့ပြောင်းရွှေ့ကမဖြစ်လာခဲ့ဘူးဆိုတော့ तू ကဒီကိုကိုသွားချင်ပေမဲ့ဒီကိုကလည်းတန်း20ထက်ပိုမပေးချင်ဘူးဒါတော့15တန်းနဲ့အဘိုးနက်စ်က9တန်းဆိုတော့နောက်ဆုံးမှာအဲ့ပြောင်းရွှေ့ပြတ်ပြီးတော့ Saudi Club Ahila အသင်းကတချော့ပြန်ဆက်သွယ်တယ်ဒီသားမကိုပြီးခဲ့တဲ့လေးဘတ်၅ဘတ်လောက်ကပထမချိန်ကမ်းလာနေအဲ့တုန်းကကစားပါကစော်ဒီကိုမပြောင်းချင်ပဲနဲ့ဥရောပမှာဆက်ရှိချင်ပေမဲ့သူ့မှာ option လုံးဝမရှိဘူးသူ Real Madrid ကိုပြန်ပြောင်းဖို့ offer ပေးတယ်ကမ်းလာနေ မဒရစ်ကသူ့ကိုမခေါ်ဖို့ဆုံးဖြတ်တယ်ဆိုတော့နောက်ဆုံးမှအခုထေယိုနန်ဒက်စ်ကဥရောပကိုဆုံးခွာပြီးဆော်ဒီကိုပြောင်းဖို့ဆုံးဖြတ်တယ်ဆိုတော့ဆော်ဒီရဲ့ထိပ်တန်းကလပ်ဖြစ်တဲ့အာခီလာအသင်းကိုပြောင်းမယ်ပြောင်းရွှေ့ချေကတော့ယူရို35တန်းပက်ကေ့ချ်ဆိုတော့ AC မီလန်ကသူ့ရှိကနေစာချုပ်တစ်နှစ်ပဲကျန်တဲ့အတွက်ယူရို35တန်းရမယ်ဒါဒီနေရာမှာယူရို25တန်းကအရင်ပေးပြီးတာနဲ့10တန်းက ွဲထွက်ခွင့်နဲ့လွယ်ကူတဲ့ bonus ကိုထည့်သွင်းတဲ့အတွက်မီလန်ကလည်းလက်ခံခဲ့တာဖြစ်တယ်ဆိုတော့အခု Theo Hernandez က AC Milan ကထွက်ပြီးတော့ Saudi Club Al-Hilal အသင်းနဲ့2028ခုနှစ်ထိ3နှစ်စာချုပ်ချုပ်ဆိုမဲ့သူ့ရဲ့လောကလာစာကတနစ်ကိုတန်း20ရရှိမယ်ဆိုတော့လာစာကတနစ်ကိုတန်း20နဲ့3နှစ်စာအတွက်တန်း60 ဒါအပြင်သူ့ကိုအခြားခံစား권က15တန်းပတ်ဝန်းကျင်လောက်ထပ်ပေးမယ်ဆိုတော့ तू က total အဖြစ်ဆိုဒီကိုတွားရင်85တန်းလောက်ရမယ်ဆိုတော့ဒီနေ့ကို average 25တန်းလောက်ရမယ်ဒါက AC Milan အသင်းမှာရတဲ့လောက်ခလာစာရဲ့5စာကျော်လောက်ရမယ်ဆိုတော့သူ့ဘက်ကလည်းဒါတော့ AC Milan အသင်းကအခွန်ဖြတ်အောင်ပါဒါဆိုဒီကအခွန်လုံးဝမဖြတ်တဲ့အတွက် Tayo Hernandez က AC Milan အသင်းကနေ Sodi Club Ahila အသင်းကိုပြောင်းမယ်ဒီကတော့ Sodi Club Ahila မှာ random lodi ဆိုတဲ့အဒီ brazil ပဲနောက်ခံကစားမရှိပေမဲ့သူရောက်လာရင်တော့အိုက်ဇာမာကအသင်းပြောင်းရဖို့ရှိတယ်ဒီနေရာမှာ theo hernandez အပြင်ဒါအခု ac milan အဒီအသင်းရဲ့ကစားမ hernandez ကိုခေါ်ယူခဲ့ပြီးမှ simone inzaghi က scott matomani ကို napoli အသင်းရှိကနေတွားရောက်ကန်လန်ထားတယ်တစ်ဖက်မှာလည်းသူတို့က victor osimhen ကိုထပ်ပြီးကန်လန်တယ်ဒီကစားမက သူအသေးပြောင်းလို့မရရင်တော့နောက်ဆုံး sorry ကိုလက်ခံကောင်းလက်ခံနိုင်တယ်ဥမာထေယိုဟန်နန်ဒက်စ်လို့ပေါ့အစောပိုင်းတုန်းကသူဥရောပမှာပြောင်းနိုင်မဲ့အသေးရှိလောက်တယ်လို့ထင်ထားပေမဲ့တကယ်တမ်းမရှိတော့တဲ့အချိန်မှာ sorry ကိုလက်ခံတယ်လို့မျိုးဆိုတော့အခုလက်ရှိမှာ Victor Ocean ကိုအာဟီလာအသင်းကတနစ်ကိုလောက်ခလာစာယူရို340နဲ့၄နှစ်စာချုပ်ယူရို360ပေးမယ် ဒါအပြင်ဆော်ဒီကိုရွေးချယ်မယ်ဆိုရင်သူရဲ့ပြောင်းရွှေ့ခြေရိုကြီးစာချုပ်ယူရို85တန်းအပြင်လက်မှတ်ထိုးခြေစတန်တရာကို၄နှစ်ခွဲပေးမယ်ဆိုတော့တန်တရာကိုသူတို့ကတစ်နှစ်ကို25တန်းလုံးနဲ့သူကိုလက်မှတ်ထိုးခြေတန်တရာလောက်ခလာစာတစ်နှစ်ကိုတန်း40နဲ့တန်တရာ60ဆိုတကယ်လို့အရှိမန်တာဒီပြောင်းရွှေ့ကို လက်ခံလာရင်သူတိုတယ်ရနိုင်မှာကတန်260ကို၄နှစ်တွင်ရမယ် နာပိုလီအသင်းကလည်းယူရို85သန်းရမယ်ဆိုတော့ဒါဆီမိုနီအင်ဇာကီကတော့ဒါသူတို့လိုချင်တဲ့တိုက်စစ်မှုကိုအသေးအံလိုက်တယ်ကျွန်တော်တခုပဲပေါ့လေအာလဇနာမီထိုဗစ်ရှိတယ်မာကော့စ်လီယိုနာဒိုဆိုတဲ့ထိတ်တန်းတိုက်စစ်မှုရှိပေမဲ့သူတို့ဘာကြောင့်အော်ရှီမန်ကိုထပ်ခေါ်လဲတော့မသိဘူးဆိုတော့အခုလောလောဆယ်မှာအာဟီလာကထေယိုနန်ဒက်စ်ကိုခေါ်ပြီးပြီးအော်ရှီမန်ကိုနောက်ဆက်တစ်ကြိမ်ထပ်ပြီးတော့မြင်မာတဲ့ကာနာမှုနဲ့ကာနာထားတယ်နောက်တစ်ဖက်ကစကော့မက်တိုမနီကိုကာနာထားပြီးတော့ ထိတ်တန်းကစားမတွေကို စော်ဒီနဲ့ဥရောပဈေးကွက်မပိတ်ခင်ထပ်မံခေါ်ယူဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်အားလုံးကြည့်ကြည့်ကြပါလေ